မန်ယူသင်းကောင်းဆောင်ကွင်းလင်ကစားသမားဘရူနိုဖာနန်ဒက်စ်ကအန်ဖီကွင်းမှာလီဗာပူးအသင်းကိုအနိုင်ရရှိခဲ့တာဟာလီဗာပူးပရိသတ်တွေရဲ့အကူအညီကြောင့်ဖြစ်ကြောင်းသုံးသပ်ပြောကြားခဲ့ပါတယ်။မန်ယူသင်းဟာလီဗာပူးအသင်းကိုအန်ဖီကွင်းမှာ2016ဇန်နဝါရီလကနောက်ဆုံးအနိုင်ရခဲ့ပြီးဂျာကာလရှင်ပြိုင်ကစားခဲ့တဲ့10ပွဲမှာအနိုင်မရခဲ့ပဲအခုမှပထမဆုံးအကြိမ်ပြန်ပြီးအနိုင်ရခဲ့တာပါ။ဘရူနိုဖာနန်ဒက်စ်ကလီဗာပူးပရိသတ်တွေအနေနဲ့သူတို့ရဲ့အသင်းကိုအော်ဟစ်လောင်ပြောင်ပြီးဖိအားပြန်ပေးတာကြောင့်မန်ယူအသင်းအတွက်အကူအညီဖြစ်စေခဲ့ကြောင်းပြောကြားခဲ့တာပါ။ ပထမပိုင်းမှာသူတို့ဖီးယားအောက်ရောက်ခဲ့တယ်လို့ကျွန်တော်တို့နားလည်လိုက်ပါတယ်။သူတို့ဘောလုံးပိုင်းဆိုင်ထားချိန်မှာပရိသတ်တွေကမြင်မြန်ကစားဖို့အော်ဟစ်ဖီးယားပေးခဲ့တာကြောင့်သူတို့အခက်တွေ့ခဲ့ကြပါတယ်လို့ Bruno Fernandes ကပြောပါတယ်။ Bruno Fernandes ဟာအဲ့ဒီပွဲမှာမကွာယာသွင်းယူတဲ့အနိုင်ဂိုးကိုဖန်တီးပေးခဲ့ပြီးဒီရသည်မှာပထမဆုံးပြုတ်လုံနိုင်တဲ့ဂိုးဖန်တီးမှုဖြစ်ခဲ့တယ်လို့သိရပါတယ်။သူဟာပရီးမီးယားလိပြိုင်ပွဲမှာမန်ယူအသင်းအတွက်ပြုတ်လုံခဲ့တဲ့ဂိုးဖန်တီးမှု52ကြိမ်ရှည်သွားပြီဖြစ်တာကြောင့် Ryan Giggs, Werroni, David Beckham နဲ့ Pascal Rojo ရဲ့နောက် ြင်ဆင်မှုအများဆုံးဖြစ်လာတယ်လို့သိရပါဗျ။